ထိုင်းနိုင်ငံမဲဆောက်မြို့ရှိခွဲကပောင်ကရီမြို့သားတတန်းကျောင်းကို1990ခုနှစ်မှာ Displated Craft Fellowship မှာတည်ထောင်ပြီးမြန်မာနိုင်ငံမှာရွှေ့ပြောင်းကလေးတွေအတွက်ပညာရေးအခွင့်အလမ်းပေးအပ်လာခဲ့တာဖြစ်ပါတယ်။2024 2025ပညာသင်နှစ်အတွက်ကျောင်းသားစုစုပေါင်း924ဦးနဲ့ဆရာဆရာမ32ဦးရှိပြီးဒီဇင်ဘာလအတွင်းမှာတော့မေပါရက်ကွက်မှာမေတော်ဘတ်တို့ကျောင်းအသစ်ကိုပြောင်းရွှေ့ဖွင့်လှစ်နေဖို့ပြင်ဆင်နေကြပါတယ်။ บาชัยแล้วปสปยูโกูตาเดดูทอนละข่ายงกูว่าดิมาลายลาเวกูว่าดิมีอะไรปุ่นยาเนอะปออกี้ันสตตาปยูปออหุมอ่ลูซินเดียชมาบูมาชันเดกูจงก็เกทอกูจงดีตุจอมเนาปเอ่อปตทอต้องอยู่ปสปยูนอะกูตาเดลองว่าสตตาสินนาเดลจูนอะเดโอลาเว ทองบาลาเวจงกูว่าดีเนาฮัลอ่าสมมุติตาสปยูนอปิโนโอ้อะไรคูบาบาลาจับบูอ่า ကဘေအစခိုင်းကိုထောင်းအားကျုံခိလလာတို့အခပ်လောအဖူဒီပလီတဲ့ကူဝါဒီထောင်းအားလာဝဲကျုံခိလလာဒီဘဘာနောဘတ်သပီပြီးတူလို့စာအဟောင်းမှာစာတင်ခန်းတဲ့နေရအခက်ခဲများကြုံနေရတဲ့ဖြင့်စာအသစ်တည်ဆောက်မှုကို SVA Foundation မှပံ့ပိုးကူညီပေးထားပြီးစုစုပေါင်းဘတ်သိန်း90အတုံးပြုထားပါတယ်။စာအသစ်မှာ လုံခြုံရေးနဲ့တပ်ရှင်ရေးအဆင်ပြေပြီးတင်စားမှုအတွက်ပိုမိုကောင်းမွန်တဲ့ပတ်ဝန်းကျင်တစ်ခုဖြစ်ပါတယ်။ရဲ့အော်လေးခြေတော်တော့ခိုင်ရင်တော့အကဲလက်ကျဲမောဗာလက်ကျဲဘူးအော်လေးကျွန်တော်လီခါတော့ရာနဲ့ရကျွန်တော်လီခါတော့ဟာပူစီပူသားတဲ့ဒီအာအခုတော့မော်ဒယ်ဒီဒီဝရနဲ့အဆင်ပြေပတိုင်မောခြေတော်ချက်လက်တဲ့ဒီကြီးပတိုင်အေးပြောအော်လေးရောခြေတော်တဲ့တော့ဆူဆူပပခခိုင်းနဲ့ပတ်စင်းတယ်နော်ပတ်ပတ်စင်းလေးနေရတဲ့အဆင်ပြေတယ်ဗော ခွဲကပောင်ကရင်မျိုးသားတတန်းကျောင်းမှာပညာလာရောက်သင်ယူနေကြတဲ့ကျောင်းသူတွေအနေနဲ့ပညာလာရောက်သင်ယူနေကြတဲ့ကျောင်းသားတွေအနေနဲ့နေရာအစ်မှာပုံမအေးချမ်းငြိမ်းချမ်းစွာနေထိုင်ပြီးပညာရေးပေါ်အာရုံစိုက်နိုင်မဲ့ပတ်ဝန်းကျင်ရှိလာမယ်လို့ကျောင်းတော်မှရှိသူတွေကမျှော်လင့်နေကြပါတယ်။